လီတူရေးနီးယား၏တတိပေးချက်ရုရှားကိုယခုနှစ်တွင်တိုက်ခိုက်တော်မူလောလီတူရေးနီးယားဟာရုရှားကိုတီးခတ်နိုင်စွမ်းကုံဆုံးနေခဲ့ပါပြီအခုတော့သူတို့ကစစ်ပွဲအတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်နှစ်ပေါင်းများစွာကြာအောင်နေတိုးအဖွဲ့တစ်ခုနဲ့တင်လုံလောက်မယ်လို့လီတူရေးနီးယားနိုင်ငံကယူဆထားခဲ့တာပါကမ္ဘာစွမ်းအကြီးဆုံးမဟာမိတ်အဖွဲ့ဟာရုရှားကိုဖိနှိပ်ထားနိုင်မယ်လို့သူတို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့အခုတော့အရာအားလုံးပြောင်းလဲကုန်ပါပြီယူကရိန်းစစ်ပွဲ ထရမ့်ရဲ့မဟာမိတ်တွေကိုဆွန့်ပစ်တော့မယ်ဆိုတဲ့ချိန်ချောက်မှုပူတင်ရဲ့ဆိုဗီယက်အင်ပါယာကိုပြန်လည်ထူထောင်ခြင်းနဲ့အိမ်မက်စတာတွေအတွက်လီတူယေးနီးယားနိုင်ငံဟာကောက်ချက်တစ်ခုကိုပြုလုပ်ခဲ့ရပါတယ်ဒါကတော့စစ်ပွဲလာနေပြီဆိုတာပါပဲလီတူယေးနီးယားသမ္မတဂီတာနက်စ်နော်စီတာကရုရှားတွေမကျူးကျော်လာခင်လီတူယေးနီးယားနိုင်ငံအနေနဲ့ပြင်ဆင်ချိန်၄နှစ်၅နှစ်လောက်ရအောင်မယ်လို့ဆိုပါတယ်အချိန်ကအလှည့်မြန်ကုန်ဆုံးနေပြီးတော့အချိန်မီပြင်ဆင်နိုင်ဖို့လိုအပ်ပါတယ်ဒါကစစ်တပ်တစ်ခုကိုဖွဲ့စည်းတိထောက်တိဆောက်တာကိုပဲဆိုလိုတာမဟုတ်ပါဘူးနိုင်ငံတစ်ခုလုံးပြုပြင်ပြောင်းလဲရေးလုပ်ရမှာဖြစ်ပါတယ် ပူတင်တကယ်တိုက်ခိုက်မလားမတိုက်ခိုက်မလားဆိုတဲ့မေးခွန်းကိုလူတွေစိတ်ဝင်စားကြပါဘူးစိတ်ဝင်စားတာကဘယ်အချိန်တိုက်ခိုက်မလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်လီတူရေးနီးယားသမ္မတကတော့ရုရှားဟာနေတိုးမဟာမိတ်တွေကို2030ခုနှစ်လောက်မှာတိုက်ခိုက်နိုင်မယ်လို့ခန့်မှန်းထားပါတယ်လီတူရေးနီးယားနိုင်ငံကပထမဆုံးပူတင်ရဲ့ပြစ်မှတ်ဖြစ်လာနိုင်ပါတယ်နောက်တစ်ခုကတော့ပူတင်ယူကရိန်းကိုစတင်ကျူးကျော်တဲ့2022ခုနှစ်ကလေးကလီတူရေးနီးယားဟာယူကရိန်းရဲ့အပြည့်အဝမဟာမိတ်နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ် သူတို့ဟာယူကရိန်းကိုအထောက်ပံ့ဖြင့်ဒေါ်လာတန်း130ကျော်ကိုပေးပို့ခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံရဲ့2024ခုနှစ်ကာကွယ်ရေးရန်ပုံတွေကဒေါ်လာ1.25ဘီလီယံလောက်ရှိပါတယ်။ဒီသူရင်းနှီးအတွက်ကတော့ယူကရိန်းကိုထောက်ပံ့ပေးနေတာကမဟာမိတ်ဖြစ်နေလို့တခုလည်းအတွက်မဟုတ်ပါဘူး။နိုင်ငံရှင်သန်ရေးအတွက်ပါအရေးကြီးပါတယ်။ဒါ့ပြင်တခြားမမျှော်လင့်တာတွေဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလဲ။တမရနော်စီတာကတော့မက်လာ၁၀ရက်နေ့မှာသူ့သဘောထားကိုတရားဝင်ကြေညာခဲ့ပါတယ်။ရုရှားကလီတူရေးနီးယားကိုကျူးကျော်နိုင်ခြင်းရှိလားလို့မေးတဲ့အချိန်မှာသူကတုံ့ဆိုင်မနေဘဲနဲ့ ဒါကအခုလေတူရေးနီးယားမှာကျုပ်တို့တွေတွေးနေတဲ့ကိစ္စပါပဲလို့ဖြေခဲ့ပါဗျ။နိုင်ငံတော်အနေနဲ့လက်နက်အပြည့်သုံးတက်ဆင်ထားမှုနဲ့အထောက်အကူစနစ်တွေကို2030မှာအပြီးတက်ဆင်ဖို့ကြံစည်နေပါဗျ။အခြေအနေကဒီလိုဆက်ဖြစ်နေမယ်ဆိုရင်ကျုပ်တို့အနေနဲ့အချိန်၄၅နှစ်တော့ရလာအောင်ပါလို့သူကဆက်ပြောပါသေးတယ်။နော်စီတာကဒီမာရင်ရက်တက်မနေပါဘူး။သူကရုရှားကိုစီးပွားရေးပိတ်ဆို့မှုတွေပိုလုပ်ဖို့စဉ်းစားနေပါတယ်။အနောက်နိုင်ငံတွေရဲ့တတိတခြားစီးပွားရေးပိတ်ဆို့မှုတွေဟာရုရှားအတွက်ကတော့ကြီးမားတဲ့ဖိအားတွေကိုဖြစ်စေပါတယ်။အဲ့ဒီစီးပွားရေးပိတ်ဆို့မှုတွေကိုသာဖယ်ရှားလိုက်မယ်ဆိုရင် ပူတင်နေနဲ့ပြန်လဲနလန်ထူလာပြီးတော့မကြခင်မှာပဲတိုက်ခိုက်နိုင်လာတယ်လို့နော်စီတာကသတိပေးပါတယ်။သူပြောတာမှန်ပါတယ်။လေသူရေးနီးယားနိုင်ငံအတွက်ရွေးချယ်စရာမရှိပါဘူး။သူတို့အနေနဲ့စစ်ပွဲအတွက်ပြင်ဆင်ရပါလိမ့်မယ်။ Global Firepower GFP စရင်အရာနိုင်ငံပေါင်း145နိုင်ငံကိုသူတို့ရဲ့စစ်တပ်စွမ်းရည်တွေအရအဆင့်ခွဲခြားထားပါတယ်။ရုရှားနဲ့လေသူရေးနီးယားနိုင်ငံတို့ကအဆင့်ချင်းတော်တော်လေးကွာခြားနေပါတယ်။ယူကရိန်းစစ်ပွဲမှာပူတင်အထိနာနေပေမဲ့ ရုရှားစစ်တပ်ဟာကမ္ဘာဒုတိယအဆင့်မှာရပ်တည်နေတဲ့စစ်တပ်တစ်ခုဖြစ်ပါတယ်။လီတူရေးနီးယားကတော့ကမ္ဘာအဆင့်88မှာရှိနေပါတယ်။လီတူရေးနီးယားစစ်တပ်မှာတပ်ဖွဲ့ဝင်အင်အား2300တောင်သာရှိပြီးတော့ရုရှားစစ်တပ်မှာတော့တပ်ဖွဲ့ဝင်အင်အား1.3တန်းနှစ်တန်းရှိနေပါတယ်။လီတူရေးနီးယားဟာအရန်စစ်သည်တသိန်း၄တောင်နဲ့အခြားစစ်ဘက်ဆိုင်ရာလူဦးရေ14150ရှိနေပြီမဲ့ရုရှားဘက်ကတော့အရန်စစ်တီ2တန်းကျော်နဲ့စစ်ဘက်ဆိုင်ရာအရန်လူဦးရေ2သိန်းခွဲရှိနေပါတယ် ပြီးတော့ဆက်လက်နဲ့ဆိုင်ရမှာလဲနှိုင်းရှင်လို့မရပါဘူးလေတက်အင်ဟာလေတက်6စီးတာရှိပြီးတော့ရုရှားဘက်ကတော့လေရင်4292စီးရှိနေပါတယ်ပို့ဆိုတာကလီတူရေးနီးယားလေတက်လေရင်တွေကဟယ်လီကော်ပတာတွေနဲ့တယ်ယူပို့ဆောင်ရေးလေရင်တွေသာဖြစ်နေတဲ့အချက်ပါဒါအပြင်သူတို့မှာတင်ကားတွေမရှိပဲတန်ချက်ကရင်1263တိတော့ရှိပါတယ်ဒါကရုရှားစစ်တပ်ရဲ့အပုံတရားတပုံလောက်ပဲရှိခဲ့ခင်ဗျာ။ဒါအပြင်ရေတက်အင်အားကလည်းမဲမဲရရမရှိဘဲနဲ့ရုရှားကသာ ဘောလ်တစ်ပင်လယ်ဒေသကနေကျူးကျော်လာခဲ့မယ်ဆိုရင်ခုခံနိုင်ကြအကြောင်းမရှိပါဘူးနိုင်ငံလက်ဆုပ်စားကင်းလှည့်ရင်ရင်ရေပြုံပိုင်းသင်္ဘောစရာရီကရုရှားရဲ့ကော်ဘက်ယင်83သီး free gate 73သီးချက်စီးရေး destroyer 70သီးဂျင်းကုန်သင်္ဘော60ကျော်စရာရီကိုရှင်ပြိုင်နိုင်မှာမဟုတ်ပါဘူးလေတူရေးနီးယားဟာရုရှားနဲ့ဘာလို့ဆစ်ဖြစ်ဖို့ကြောက်နေတာလဲဆိုတာမြင်နိုင်ပါပြီ။စစ်တပ်ချင်းနှိုင်းယှဉ်မှုကအဆပဲရှိပါသေးတယ်။လေတူရေးနီးယားနိုင်ငံသားတွေအတွက်ကတော့ဒီလောက်ဆင့်အားကလုံလောက်နေပါပြီ။ ရုရှားဆိုတာကနှိုင်းရှင်စရာမလိုတော့အောင်အစမတန်အင်အားကြီးတဲ့နိုင်ငံတစ်ခုပါလီတူရေးနီးယားပြည်သူတွေဟာယူကရိန်းစစ်ပွဲကိုစောင့်ကြည့်နေကြပြီးတော့ပူတင်ဟာအားနေတဲ့ဥရောပနိုင်ငံတွေကိုနေချဲ့ကျူးကျော်နေတဲ့လူတယောက်ဖြစ်ရှုမြင်နေကြပါတယ်အရင်တုန်းကတော့ NATO ဖွဲ့ရဲ့ထိရဲ့အောက်မှာလုံခြုံတယ်လို့လီတူရေးနီးယားတွေကယူဆခဲ့ကြပါတယ်ရုရှားကတိုက်ခိုက်လာခဲ့ရင် နေတိုးဖွဲ့ကကာကွယ်ပေးလိမ့်မယ်ဆိုတာကိုသူတို့သိခဲ့ကြပါတယ်။သဘောတူညီချက်အရနေတိုးဖွဲ့ဝင်နိုင်ငံတခုတိုက်ခိုက်ခံရမယ်ဆိုရင်အဖွဲ့ဝင်အလုံးကအဲ့ဒီနိုင်ငံအတွက်ကူညီတိုက်ခိုက်ပေးရမှာဖြစ်ပါတယ်။အထူးသဖြင့်တော့ American စီကနေအကူအညီရမှာဖြစ်ပါတယ်။အဲ့ဒီထောက်ပံ့မှုတွေကအခုတော့မသေးကြတော့ပါဘူး။ဒီအတွက် Russia ကျူးကျော်လာရင်ဘာလုပ်မလဲဆိုတဲ့မေးခွန်းထွက်ပေါ်လာပါတယ်။ဒီအတွက် American ဘက်ကရောဘလို့တုံ့ပြန်မှာလဲဆိုတဲ့မေးခွန်းတွေလည်းရှိနေပါတယ်။ Trump အာဏာမရခင်နဲ့ရပြီးတဲ့နောက်ပိုင်းမှာလည်း သူဟာဥရောပနိုင်ငံတွေနဲ့ NATO အဖွဲ့ကိုအမြင်မကြည့်ပါဘူး။နိုင်ငံ GDP ရဲ့200ခိုင်နှုန်းကိုကာကွယ်ရေးအသုံးသရိပ်ဖြင့် NATO အဖွဲ့ထဲမထည့်ဝင်တဲ့ဘယ်နိုင်ငံကိုမဆိုကာကွယ်ပေးမှာမဟုတ်ဘူးလို့ Trump ကကြေညာခဲ့ပါတယ်။လီတူရေးနီးယားကတော့ဒီအထဲမှာမပါပါဘူး။ဒါပေမဲ့နိုင်ငံငယ်လေးတနိုင်ငံသားဖြစ်တဲ့အတွက်စိုးရိမ်ပူပန်မှုတွေကတော့ရှိနေသေးပါပဲ။ရုရှားကလီတူရေးနီးယားကိုကျူးကျော်လာရင်အမေရိကန်ကလာကူညီပါမလား။ဒီအဖြေကတော့မသေးကြပါဘူး။ ID Nazarly Gax ဆိုတဲ့ဂျာနယ်သတင်းတော်တယောက်ကတော့ NATO အဖွဲ့ဟာ တနည်းနည်းနဲ့ပျက်စီးနေပြီးမရှိတော့ဘူးလို့လူတွေကယူဆနေကြပြီလို့ဆိုပါတယ်။ဒါကတော့ Trump နဲ့ Ukraine သမ္မတဇလန်စကီတို့ကြားကဖေဖော်ဝါရီလ28ရက်ဆွေးနွေးပွဲပြီးမှထွက်ပေါ်လာတဲ့ယူဆချက်ဖြစ်ပါတယ်။နိုင်ငံရဲ့တည်နေရအနေထားဟာအထူးအရေးပါပါတယ်။ပြောရရင်တော့လစ်တူယေးနီးယားဟာဒီမိုကရေစီကဘာကြီးရဲ့ရှေ့တန်းနေရာမှာရှိနေတာဖြစ်ပါတယ်။တကယ်လို့ပူတင်သာ Ukraine ကိုအနိုင်ရခဲ့ရင်လစ်တူယေးနီးယားဟာတေချာပေါက်ဒုတိယပြစ်မှတ်ဖြစ်လာနိုင်ပါတယ်။ဒါအပြင်နိုင်ငံဟာအတိတ်ကာလကဆိုဗီယက်ယူနီယံရဲ့တစိမ့်တစ်ပိုင်းဖြစ်ခဲ့မှုပါတယ်။ဆိုလိုတာကရုရှားဟာ တေချာပေါက်လစ်သူရေးနီးယားကိုပြန်လို့ခြင်းမှာဖြစ်ပါတယ်ဆိုဗီယက်ခေတ်မတိုင်ခင်1935ခုနှစ်တွေကတည်းကနိုင်ငံဟာရုရှားရဲ့ထိ ंछ ုံမှုအောက်မှာရှိနေခဲ့ပါတယ်ပထမကမ္ဘာစစ်မှာတော့ဂျာမန်တွေကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်1920မှာတော့လစ်သူရေးနီးယားနိုင်ငံလွတ်လပ်ရေးကိုကြေညာခဲ့ပြီးတော့ ဆိုဗီယက်ရုရှားနိုင်ငံကအသီးမှပြုပေးခဲ့ပါတယ်။ဒါပေမဲ့ဒါကတာရှည်မခံခဲ့ပါဘူး။ဒုတိယကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ရုရှားတပ်တွေကလီတူယေးနီးယားကိုဝင်ရောက်တပ်ဆွဲခဲ့ပါတယ်။အဲဒီနောက်မှာတော့နိုင်ငံကိုဆိုဗီယက်ရုရှားနိုင်ငံတော်အလံအောက်ကိုတွတ်သွင်းခဲ့ပါတော့တယ်။နှစ်ပေါင်း90တိုင်အောင်ရုရှားကလီတူယေးနီးယားလွတ်လပ်ရေးအတွက်စန့်ကျင်ဆန္ဒပြသူတွေကိုဖိနှိပ်နှိမ်နင်းခဲ့ပါတယ်။1989ခုနှစ်ဆိုဗီယက်အင်ပါယာပြိုကွဲတဲ့အချိန်မှာသာလီတူယေးနီးယားကကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပြန်လည်ရရှိခဲ့ပါတယ်။ဒီလိုအတွေ့အကြုံတွေကြောင့် ရုရှားတွေနဲ့ပူတင်ဘလိုရီနေတယ်ဆိုတာကိုလီတူရီးနီးယားတွေကသဘောပေါက်ကြပါတယ်ပူတင်ကအတိတ်ကဆိုဗီယက်ပြည်ထောင်စုကိုယာဇဝင်တွေကရုရှားဆိုပြီးတော့ခေါ်ဝေါ်ခဲ့ပါတယ်ဆိုလိုတာကရုရှားတွေဟာအတိတ်ကသူတို့ပိုင်ဆိုင်ခဲ့တဲ့ဆိုဗီယက်အလံအောက်ကနေမျိုးတွေကိုအခုအချိန်မှာပြန်လိုချင်နေကြပြီဆိုတာပါပဲအဲ့ဒီထဲမှာလီတူရီးနီးယားနိုင်ငံလည်းပါဝင်နေပါတယ်မဟာရုရှားနိုင်ငံတို့ကိုပြန်လည်ထူထောင်ချင်နေတဲ့ပူတင်ကိုရင်ဆိုင်နိုင်မှုအတွက် လေသူယေးနီးယားအနေနဲ့ပြင်ဆင်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့လေသူယေးနီးယားနိုင်ငံဟာကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးသောနေရာဖြစ်တဲ့ဆူဝါကီဂက်ဆိုတဲ့နေရာနဲ့နေပြည်ထိစပ်နေတာဖြစ်ပါတယ်။ဒီနေရာကလေသူယေးနီးယားနိုင်ငံနဲ့ပိုလန်နိုင်ငံကြား62မိုင်လောက်ရှိတဲ့နယ်စပ်ဒေသတစ်ခုဖြစ်ပါတယ်။ဒီနေရာရဲ့အရှေ့ပိုင်းဟာဘယ်လာရုစ်ဖြစ်ပြီးတော့အနောက်ပိုင်းမှာကယ်လင်နင်ဂရက်ဒေသရှိပါတယ်။ ဒီနေရာဟာပူတင်နေတဲ့ယူကရိန်းကိုအနိုင်ရပြီးရင်ပထမဆုံးကျူးကျော်မဲ့နေရာဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကယူဆကြပါတယ်။ဒီလိုသာဖြစ်ခဲ့ရင်လီတူရေးနီးယားနိုင်ငံဟာချက်ချင်းစစ်မြေပြင်ဖြစ်သွားရမှာဖြစ်ပါတယ်။အဲ့ဒီဒေတာကို NA အများဆုံးဒေတာလို့သင်ထင်မိမှာမဟုတ်ပါဘူး။အဲ့ဒီနေရာမှာရေတကွန်ဥယျာဉ်တွေနဲ့နှင်းလွင်ပြင်တွေရှိပါတယ်။အဲ့ဒီတော့ခရီးသွားဆွဲဆောင်နိုင်တဲ့အထူးဒေတာတစ်ခုဖြစ်ခဲ့မှုပါတယ်။ဒါပေမဲ့ရုရှားသာကျူးကျော်မဲ့ဆိုရင်ဒီဒေတာဟာလီတူရေးနီးယားနိုင်ငံအတွက်အားအနေချက်တစ်ခုဖြစ်လာနိုင်ပါတယ်။နောက်မေးခွန်းတစ်ခုကတော့ရှောင်းခွဲမရနိုင်ပဲစစ်ဖြစ်လာခဲ့မယ်ဆိုရင် ဒီအတွက်လူသူရင်းနှီးရတွေဘလို့ပြင်ဆင်ထားကြလဲအခုတော့စစ်တပ်အသုံးစရိတ်ကိုမြင့်တင်နေပါတယ်နိုင်ငံရဲ့ GDP ရဲ့600ခန်းတုန်းကိုလည်းကာကွယ်ရေးအသုံးစရိတ်ဖြစ်အသုံးပြုမယ်လို့ကြေညာထားပါတယ်ဒါက NATO တပ်ဖွဲ့တတ်မှတ်ချက်တက်သုံးစများနေပြီးတော့ NATO အဖွဲ့အထက်မှာကာကွယ်ရေးရန်ပုံငွေအသုံးအများဆုံးနိုင်ငံတစ်ခုဖြစ်လာစေပါတယ်ငွေကြေးရဆိုရင်ဒေါ်လာ1.5ဘီလီယံကနေ5ဘီလီယံလောက်ထိမြင့်တက်သွားတာဖြစ်ပါတယ်နိုင်ငံသားတွေဟာလည်းကာကွယ်ရေးအသုံးစရိတ်အတွက် 3.25ရာခိုင်နှုန်း GDP ကိုထည့်ဝင်ရမယ်လို့ဆိုပါတယ်။သမ္မတရဲ့အကြံပေးကတော့ရုရှားကနေတူးကိုတိုက်ခိုက်ဖို့အစဉ်အသင်းဖြစ်နေပြီလို့တော့ပြောလို့တော့မရသေးပါဘူးလို့ဆိုပါတယ်။ဒါပေမဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုဖယ်ရှားပေးလိုက်မယ်ဆိုရင်ရုရှားပြန်လဲနလန်ထူလာပြီးတော့စစ်ပွဲအတွက်ပြင်ဆင်လာနိုင်မှာတယ်လို့လည်းသူကဆိုပါတယ်။ကာကွယ်ရေးအကြံပေးကိုမေးခွန်းမိတဲ့အခါသူကကာကွယ်ရေးအတွက်စစ်သည်တွေလက်နက်တွေတခြားအထောက်အကူပစ္စည်းတွေကို နေတူးအဖွဲ့ကထောက်ပံ့ပေးဖို့လိုအပ်ပါတယ်လို့ဆိုပါတယ်။ဒါပေမဲ့နေတူးတပ်ဖွဲ့ဝင်တွေ ကိုပေးဖို့ဆိုတာကတော့အလံဝင်နေသေးပါပဲကျုပ်တို့ကနိုင်ငံတော်ကာကွယ်ရေးရန်မုံငွေတွေကိုပြန်လည်သုံးတယ်မလားပူတင်ကကျုပ်တို့အတွက်ဆုံးဖြတ်ပေးတာကိုစောင့်နေရမလားလို့လည်းမေးခွန်းထုတ်ပါသေးတယ်လေသူရင်းနီးယားဟာရှင်းရှင်းလင်းလင်းပဲပူတင်ကိုရန်သူတယောက်လိုရှုမြင်နေပါပြီတိုးမြင့်လိုက်တဲ့ရန်မုံငွေတွေကလည်းလက်နက်လူသူအင်အားတိုးမြင့်မှုအတွက်တခုလည်းမဟုတ်ပါဘူးနေဆက်ဒေတာတွေကိုလုံခြုံရေးတိုးမြင့်တာခိုင်ခန့်အောင်လုပ်တာတွေလည်းပါဝင်နေပါတယ်2024ခုနှစ်မှာတော့လီတူယေးနီးယားဟာတန်ပေါင်းများသောစောက်လုပ်ရေးပစ္စည်းအင်ဂျင်နီယာပစ္စည်းတွေနဲ့နေဆက်ဒေတာတွေကိုပြုပြင်တည်ဆောက်ခဲ့ပါတယ်။ ဒါတွေကို counter mobility packs တွေလို့လည်းခေါ်ပါတယ်ဒီနေရာတွေမှာတင်ကားဖြတ်တန်ချက်ကာရင်ဖြတ်မြေပြုံပိုင်းတွေကိုမြုပ်နှံထားပါတယ် dragon teach လို့ခေါ်တဲ့ရင်တွေသွားရအောင်ပြုလုပ်ထားတဲ့စနစ်တွေအပြင် concrete ဓာတ်ဆီတွေလည်းတိစောက်ထားပါတယ်ဒါတွေကိုတိစောက်တာကပြောင်မြောက်တဲ့ view အားတစ်ခုဖြစ်ပါတယ်ရေတက်လေတက်အင်အားကြီးမားလှပါမယ်ပူတင်ကယူကရိန်းစစ်ပွဲမှာအဓိကကြီးတက်တွေကိုသာအသုံးပြုခဲ့တာဖြစ်ပါတယ်။2024ခုနှစ်မှာလီသူယေးနီးယားဟာရန်ပုံငွေရဲ့1.5ရာခိုင်နှုန်းကိုဒီပက်စ်တွေကိုတိစောက်မှုအတွက်အသုံးပြုခဲ့ပါတယ်။ ပြီးတော့နေဆက်ဒေတာတွေမှာဒုတိယကမ္ဘာစစ်လက်ကျန်ဘန်ဂါရီရှိနေပါသေးတယ်ဒီဘန်ဂါရီကိုပြန်လည်ပြင်ဆင်ပြီးတော့ရုရှားတပ်တွေကိုတားဆီးအချိန်ဆွဲဖို့ကိုလည်းလစ်သူယေးနီးယားကကြံစည်နေပါတယ်ဘန်ဂါပေါင်း300ကျော်ဟာလစ်သူယေးနီးယားဒေတာမှာရှိနေစေဖြစ်ပါတယ်ဒီနေရာတွေကိုလက်နက်တွေတင်ကားဖြတ်နှီးပညာတွေထည့်သွင်းလိုက်မယ်ဆိုရင်ရုရှားတင်ကားတွေကိုတားဆီးနိုင်ပါလိမ့်မယ်ပိုလန်သူတွေတီတူကတော့လစ်သူယေးနီးယားတွေမှာအစင်သင့်စောက်ထားပြီးသားခုခံကာဝေးရေးစနစ်တွေရှိနေတဲ့အတွက် ခုခံကာဝေးဖို့ဖြစ်နိုင်ခြေရှိပါတယ်လို့ပြောခဲ့ပါတယ်အနောက်တောင်နဲ့အနောက်မြောက်ဒေတာတလျှောက် ်ဘော်တစ်ပင်တွေကအတားအဆီးဖြစ်ရှိနေပါတယ်။တခြားတစ်ဖက်မှာတော့မင်းနီဂျော့စ်နဲ့စကပ်စ်မြစ်တွေ ရှိနေပါတယ်။မြေပြင်ကလည်းမတ်ဆောက်ပါတယ်။မြစ်ကမ်းဟာလည်းမီတာ20ကနေ30လောက်ထိမြင့်တဲ့ကဘာတွေရှိနေပါတယ်။လီတူယေးနီးယားဟာဘန်ဂါပေါင်း300ကျော်နဲ့ခုနကပြောခဲ့တဲ့မြေပြင်အသာသီးရနိုင်မှုကိုကောင်းကောင်းအသုံးချနိုင်ပါတယ်။ဒီဘန်ဂါရီဟာရုရှားတပ်တွေကိုခုခံကာကွယ်နိုင်အောင်သာမက အရေးပေါ်ဘုံခုတ်ကျင်းတွေကိုဖြစ်လဲအသုံးပြုနိုင်ပါတယ်။လေတူရေးနီးအနေနဲ့ရုရှားနဲ့တိုက်ခိုက်နိုင်ဖို့ပြင်ဆင်နေတဲ့ဆိုတော့တခြားအချက်တွေလည်းရှိနေပါတယ်။2015ခုနှစ်ခရိုင်းမီးယားဒေသကိုပူတင်ကျူးကျော်ခဲ့တဲ့နောက်ကတည်းကစစ်မှုမထမ်းမနေရစနစ်ကိုလေတူရေးနီးယားကပြဋ္ဌာန်းခဲ့ပါတယ်။ဒီအတွက်နှစ်စဉ်နိုင်ငံသား၄000ဟာစစ်တပ်ထဲကိုမဖြစ်မနေဝင်ရောက်တောင်းဝင်ထမ်းဆောင်ရပါတယ်။ဒီအတွက်နိုင်ငံစစ်တပ်ဟာကျွမ်းကျင်စစ်သား12000ကိုအချိန်မရွေးစင့်ခေါ်နိုင်ပါတယ်။ နှစ်စဉ်မိမိဘာသာအဆိုပြုပြီးစစ်တပ်တောင်ဝင်ထမ်းဆောင်တဲ့နိုင်ငံသား9000လောက်လည်းရှိနေပါသေးတယ်။ဒီစနစ်ကအချိန်တန်ကြာရှိနေကြတာဖြစ်တဲ့အတွက်လီတူယေးနီးယားနိုင်ငံအနေနဲ့ရုရှားကိုခုခံနိုင်မယ်ရှိလိမ့်မယ်လို့တော့ထင်မြင်ရပါတယ်။ပြီးတော့လီတူယေးနီးယားနိုင်ငံဟာဖင်လန်နိုင်ငံကိုနမူနာအဖြစ်ကြည့်ရှုနိုင်ပါတယ်။လီတူယေးနီးယားကာဝေးဦးဝင်ကြီးဟာဖင်လန်နိုင်ငံကိုသွားခဲ့ပြီးတော့ဖင်လန်နိုင်ငံရဲ့စစ်တပ်စနစ်ရွေးရှားမှုစနစ်တွေကိုလေ့လာကြည့်ရှုခဲ့ပါတယ်။ဖင်လန်နိုင်ငံရဲ့အသက်18နှစ်ကနေ60နှစ်အထိလူတိုင်းဟာအရေးပေါ်လာရင် နိုင်ငံစစ်တပ်ထဲကိုဝင်ရောက်ပြီးတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ဒီအတွက်ဖင်လန်နိုင်ငံဟာနှစ်စဉ်စစ်တီအင်အား2000ကိုခေါ်ယူစုဆောင်းနိုင်ပြီးတော့အမျိုးသမီး1000လောက်ကိုလည်းအကူအညီအတွက်ဆင့်ခေါ်နိုင်ပါတယ်။ဒီလိုနဲ့ဖင်လန်နိုင်ငံမှာ အရန်စစ်တီအင်အားချို့တဲ့မှုမဖြစ်တော့ပါဘူးလီတူရေးနီးယားနိုင်ငံဟာလည်းဒီဥပမာအတိုင်းလိုက်လုပ်ဖို့စီစဉ်နေပါတယ်အခုရှိနေတဲ့စစ်တီအင်အား2400ထက်တော့ထပ်တိုးမဲ့စီစဉ်မရှိသေးပါဘူးဒါပေမဲ့သူတို့ရည်ရွယ်တာကရုရှားသာကျူးကျော်လာခဲ့မယ်ဆိုရင်အချိန်မွေးဆင်းခွန်နိုင်တဲ့စစ်တီအင်အားရှိနိုင်ဖို့ကိုဥတီကြိုးပမ်းနေတာဖြစ်ပါတယ်2025ခုနှစ်ဇန်နဝါရီလမှာတော့လီတူရေးနီးယားကပထမဆုံးသောစစ်လက်နက်ပစ္စည်းတပ်ဖွဲ့ကိုတီထောင်နိုင်ခဲ့ပါတယ်ဒီတပ်ဖွဲ့မှာဝေဟင်ကာဝယ်ရင်းနဲ့ထောက်လန်းရေးစနစ်တွေရင်းတွေပါဝင်ပြီးတော့ အင်ဂျင်နီယာနဲ့ပြန်လည်တိဆောက်ရေးတပ်ဖွဲ့တွေပါဝင်ပါတယ်။ဒီတပ်ဖွဲ့ကလေသူယေးနီးယားရဲ့ Iron Wolf နဲ့ Griffin Land တပ်စုတွေကိုပေါင်းစပ်လိုက်တာဖြစ်ပါတယ်။ဒါ့အပြင်ရန်တသားအချို့ကိုပါတပ်ဖွဲ့တွေထည့်သွင်းဖွဲ့စည်းထားပါသေးတယ်။ဒီတပ်ဖွဲ့ဟာပိုလန်နဲ့နယ်စပ်ဒေသတွေကိုခုခံကာကွယ်ရေးအတွက်ပြန်လည်ပြုပြင်တိဆောက်ပေးမဲ့တပ်ဖွဲ့ဖြစ်ပါတယ်။လေသူယေးနီးယားကာကွယ်ရေးဦးစီးချုပ်ကတော့ဒီပထမတပ်ဖွဲ့ကိုဖွဲ့စည်းရတာကပိုလန်နဲ့လေသူယေးနီးယားတို့အချိန်ကမျှဝေခဲ့တဲ့ချမ်းသာကြွယ်ဝမှုတွေအတွက်အမှတ်တရအနေနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီတပ်ဖွဲ့ကလူသူရင်းနှားစစ်တပ်အတွက်အမှတ်တရအထိမ်းအမှတ်တစ်ခုဖြစ်နေစီမှာပါကျုပ်တို့ကလုံနိုင်စမ်းတွေနဲ့အနိုင်ယူနိုင်စွမ်းတွေအတွက်အဆက်မပြတ်တိုးတက်အောင်ဖွဲ့စည်းတည်ဆောက်နေပါတယ်ဒါကလူသူရင်းနှားနိုင်ငံရဲ့အမြင်ဖြစ်ပါတယ်ရုရှားကျူးကျော်မှုဟာအချိန်တစ်ခုပဲလိုပါတော့တယ်ပူတင်ကလူသူရင်းနှားနိုင်ငံကိုလိုချင်၍ဖြစ်စေနေတိုးဖွဲ့နဲ့စစ်ပြိုင်ခြင်းလို့ဖြစ်စေအချိန်မီွေးတိုက်ခိုက်လာနိုင်ပါတယ်ဒီအတွက်လူသူရင်းနှားကအစဉ်အသင့်ပြင်ထားရပါလိမ့်မယ်အခုဆိုရင်နိုင်ငံဟာအရင်အချိန်ကတုံးဆွဲခဲ့တဲ့ကာကွယ်ရေးအုံစရိတ်ထပ်ပို့ပြီးတော့အုံပြူလာနေပါပြီနောက်လာမယ့်၅နှစ်မှာလည်း ရန်မုံငွေတွေကိုတိုးမြင့်သုံးဆွဲဖို့စီစဉ်နေပါတယ်။နိုင်ငံ내ဆက်ဒေတာတွေကိုကာကွယ်ရေးအတွက်တည်ဆောက်နေုံသာမကဖင်လန်နဲ့ပိုလန်လိုနိုင်ငံတွေနဲ့လည်းအဆက်ဆံရေးတိုးမြင့်တည်ဆောက်နေပါတယ်။ပြီးတော့စစ်အင်အားကိုဘလို့နီးလန့်နဲ့ဖြစ်ဖြစ်တိုးမြင့်မှုအကျိုးသာနေပါတယ်။ဒီလောက်ပြင်ဆင်မှုတွေပြုလုပ်နေတာတော့ လီသူယေးနီးယားစစ်တပ်ဟာရုရှားထက်အဆများသောအားနည်းနေစေပါပဲ။ဒါပေမဲ့လီသူယေးနီးယားဟာနေတိုးဖွဲ့ရဲ့ရှေ့တန်းခံတပ်နိုင်ငံတစ်ခုဖြစ်နေစေပါ။နောက်ဆုံးမင်းကတော့ရိုးရှင်းပါတယ်။ဒါရီအားလုံးကလုံလောက်ပါမလား။လီသူယေးနီးယားစစ်တပ်အင်အားတိုးချဲ့နေရတဲ့ပတ်သက်ပြီးသင်ရဲ့ထင်မြင်ချက်ကိုလည်းကွန်မန့်မှာရေးပေးသွားလို့ရပါတယ်။လီသူယေးနီးယားဟာပူတင်ကိုတကယ်ပဲယဉ်ဆိုင်နိုင်ပါမလား။တကယ်ပဲ2030ခုနှစ်ကျရင်ပူတင်ကလီသူယေးနီးယားကိုကျူးကျော်မလား။ဒီမေးခွန်းတွေကတော့ရှိနေသေးဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။